ငွေသိန်းသုံးချီအကုန်ကြခံကဂျက်လီရင်နဲ့ရေခဲတောင်ထီသွားခဲ့ပေမဲ့ထင်သလောက်မလာခဲ့တဲ့ဟိဝင်ရန်နဲ့ဆိုပြေတို့ရဲ့ pre-wedding ပုံမြောင်း ပရိသတ်များလုံးမဲ့မင်္ဂလာပေါင်းဒီနေ့မှာတော့ဆိုရှယ်မီဒီယာမှာအသံအကျေလောင်ဆုံးထွက်နေတဲ့အကြောင်းအရာလေးတစ်ခုကိုပြောပြချင်ပါတယ်။ဒါကတော့မကြခင်မှာမင်္ဂလာရွှေလန်းကိုရှောင်းလန်းကြတော့မယ်။မင်းသားဟဲဝွင့်ရန်နဲ့မင်းသမီးဆိုပြစ်သစင်တို့ရဲ့ pre-wedding ဓာတ်ပုံတွေအကြောင်းပါပဲရှင်။ပရိသတ်တွေကဒီပုံတွေကိုအရင်မျှော်လင့်ခဲ့ကြတာရှင်။ဘာလို့လဲဆိုတော့ဒီဓာတ်ပုံတွေအတွက်ကုန်ကျစရိတ်ကမနေမနောမဟုတ်ပါဘူး။တိမ်မောင်းထောင်တောင်းချီရဲ့ကုန်ကျခံပြီးတရုတ်နိုင်ငံကနာမည်ကြီးရေခဲတောင်ထိပ်အထိတွားရောက်ရိုက်ကူးခဲ့တာရှင်။တွားတာတောင်တာမန်ခီးစစ်မျိုးမဟုတ်ဘဲကိုပိုင်ဂျယ်လီရင်တွေရဟန်းရင်တွေအလုံးရင်းနဲ့ငှားရမ်းပြီး တကူတကသွားခဲ့ကြတယ်လို့သတင်းတွေထွက်လာခဲ့တာပါ။ ဒီလောက်ငွေအကုန်ကြေးကြခံဒီလောက်ခံရတဲ့နေရာဒီလောက်ကြီးကျယ်တဲ့ပြင်ဆင်မှုတွေနဲ့ရိုက်တော်ဆိုတော့ထွက်လာမယ့်ဓာတ်ပုံတွေကနိုင်ငံတကာအဆင့်မီဟောလိဝုဒ်စတားတွေလိုကြီးလိုက်တာနဲ့ပါဇက်အဟောင်းသားဖြစ်သွားရလို့မဲ့မာစတာပီးစ်တွေဖြစ်လာမလားလို့ပရိသတ်တွေကတခဲနဲ့မျှော်လင့်ခဲ့ကြတာပါဒါပေမဲ့အလုံးသေးကြတဲ့အတိုင်းပါပဲရှင်တကယ်ဓာတ်ပုံတွေထွက်ပေါ်လာတဲ့အခါမှာတော့စောင့်ကြည့်ခဲ့ကြတဲ့ပရိသတ်တွေကဟင်းကနဲတပ်ပြင်းချသလိုဖြစ်သွားခဲ့ကြတာပါမျှော်လင့်ထားသလောက်ကြီးကျယ်ခံရမနေပဲတာမန်ပြည်တွင်းမှာရိုက်ကူးနေကြဓာတ်ပုံတွေလိုပဲဖြစ်နေတယ်ဆိုတဲ့ဝေဖန်သံတွေကချက်ချင်းပြုပြန်သွားခဲ့ပါတယ် ဓိကဖြစ်တော့ပြည်သက်တွေထောက်ပြဝေဖန်နေကြတာကသူတို့နှစ်ဦးရဲ့ fashion ဝတ်ဆောင်စင်ရမှုပါပဲတကယ်တော့သူတို့စုံတွဲက fashion နဲ့ပတ်သက်လာရင်အများရန်ခွမ်းနေဆိုပြီးပြည်သက်တွေရဲ့အမြင်တွေကိုခံနေရတာအခုမှမဟုတ်ပါဘူးနော် အရင်တစ်ခေါက်ဟဲဝင်ရလက်ထောက်ခွင့်တောင်းတဲ့ပွဲတော်ကလည်းမင်းသမီးဆိုဖီယာသင်းဝစ်ဆင်ခဲ့တဲ့ခေါင်းဝင်အချီချီကောင်ချက်ချင်းတောင်းတဲ့တူရဲဆိုပြီးဆိုရှယ်မီဒီယာမှာဝိုင်းပြီးဝေဖန်ခံခဲ့ရပါသေးတယ်။အခုလည်းသိမ်းမောင်းတောင်းချီအကုန်ကြခံပြီးရိုက်တဲ့ pre-wedding မှာလည်းဒီ fashion အမှားတွေကထပ်ပါလာပြန်တာပေါ့။ပရိသတ်တွေရဲ့မျက်စိတဲ့အထက်ကစိတ်နှောက်ရှက်ဖြစ်နေတာကမင်းသားဟဲဝင်ရရဲ့ဝစ်ဆောင်ပေါ့။ စုအပေါ်ကထွက်ထားတဲ့ကုန်ရင်းကြီးကတာမန်လောင်ကုတ်ပုံစံမျိုးကြီးဖြစ်နေတာကိုတွေ့ရပါတယ်။ဒီလိုတွေဝင်လိုက်တာကြောင့်ဓာတ်ပုံထဲမှာကြီးရတာအရန်ကိုတောဆန်နေတဲ့ဓာတ်ပုံတစ်ပုံလုံးရဲ့တံမိုးကိုဈေးပေါ်သွားစေတယ်ဆိုပြီးတော့ပြင်းပြင်းထန်ထန်ဝေဖန်နေကြတာပါ။ဒါအပြင်မင်းသမီးဆိုပြေသင်းရဲ့တချို့ဝစ်စုံတွေကလည်းခင်မီစမ်းသိမနေပဲရွှေခေတ်ဇလန်တွဲတွေထဲကကွန်ယံမေတော်တွေဝတ်တဲ့ဝစ်စုံဒီဇိုင်းမျိုးတွေဖြစ်နေတာကြောင့်အရန် old fashion ဖြစ်နေတယ်လို့သုံးသပ်နေကြတာပါ။ ဒီလိုဝေဖန်တန်နေထွက်နေတဲ့အချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင်ဇပုတ်မင်းသမီးမေပကြီးရဲ့ဖေဝဲတင်ဓာတ်ပုံတွေကထွက်ပေါ်လာခဲ့တာပါမေပကြီးတို့စုံတွဲကငွေတွေအများကြီးမသုံးပဲပြည်ရွေးမှာပဲရိုက်ကိုခဲ့ပေမဲ့သူတို့ရဲ့ဓာတ်ပုံတွေကအရန်ခင့်မိတဲ့အနောက်တိုင်းစံနဲ့မိမိုက်နေတဲ့နိုင်ငံတကာအဆင့်မိတဲ့ဆိုပြီးတော့ချီချူတန်တွေတခဲနဲ့ထွက်ပေါ်လာခဲ့တာပါဒါကြောင့်ပြည်သက်တွေကဒီစုံတွဲနှစ်ခုကိုရှင်ပြီးတော့တကယ်တော့လေငွေတွေများတိုင်းနေရခန္ဓာတိုင်းလည်းအလှတရားကိုဝယ်ယူလို့မရဘူးအထူးကားက fashion အမြင်နဲ့အနုပညာအမြင်ရှိဖို့ပဲဆိုပြီးသုံးသပ်မှတ်ချက်ပေးနေကြတာ ပေါင်းခြုံပြီးပြောရရင်တော့ဟိဝင်ရံနဲ့စုပြေးသစင်တို့ဆုံးတွဲကငွေကြေးကုန်ကျများစွာခံနိုင်ပေမဲ့ fashion အမြင်ပိုင်းမှာတော့အားနည်းလာကြောင်းပရိသတ်တွေရဲ့မျှော်လင့်ချက်ကိုမဖြေစည်းနိုင်ပေဝေဖန်မှုတွေကိုခံနေရတာဖြစ်ပါတယ်ပရိသတ်တို့ရောဒီ pre-wedding ဓာတ်ပုံတွေအပေါ်ဘလို့ထင်မြင်ကြလဲရှင်တကယ်ပဲဟိဝင်ရံရဲ့လောင်းကောဝတ်ဆောင်ကမလိုက်ဖက်ဘူးလို့ထင်လားမိပကြီးတို့ဆုံးတွဲရဲ့ပုံတွေနဲ့ရှင်လိုက်ရင်ရောဘလို့ကွာချနေတာကိုတွေ့ရပါတလဲရှင်ခမမအပြန်လှန်ဆွေးနွေးပေးခဲ့ပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများတွေ့ မတို့ရဲ့ channel ကို like and subscribe လေးလုပ်ပေးခဲ့ပါအောင်ရှင်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။